အားလုံးပဲမင်္ဂလာပါ Professional Fashion App PFA School ကနေကြိုဆိုပါရစေကျွန်တော်ကတော့ရန်ကုန်မင်းလေးပြည်ဦးတွင်မြို့ကြီးသုံးမြို့မှာသင်တန်းကျောင်းတည်ထောင်ထားတဲ့ဒီဇိုင်နာဆရာတူဖြစ်ပါတယ်ခင်ဗျာပန်းချဲသည်သင်တန်းကိုလည်းအခုအပ်တဲ့သူတွေကပထမဦးဆုံးအပ်တဲ့၅ဦးကိုတော့ကျွန်တော်တို့ကလက်ဆောင်အနေနဲ့အခမဲ့လက်ဆောင်ရရှိသွားမှာဖြစ်ပါတယ်ခင်ဗျာ Professional Fashion App PFA ကဲဒါဆိုလို့ရှိရင်ဆရာတို့ကအခုချက်ပြုတ်ဝတ်တဲ့သူရဲ့ခါချဝတ်တဲ့သူတွေမှာဆိုရင် ပုံမှန်အဲ့ဒါမထွက်ဘူးလားဘာဖြစ်လဲခါချလိုက်တဲ့ခါကျတော့ထောင်တာလေးတွေခတာလေးတွေဟုတ်လားခါဖစ်တယ်မဖြစ်တာလေးတွေရှိတယ်တိုင်းတော့ကတော့ခါဆိုတာဆရာပြောပြီးပြီစက္ကပ်အပိုင်းမှာဘာဆုံးမြင်အမြင်ဆုံးမြင်ခါမြင်ပြီးရင်ဘာမြင်တင်မြင်ပြီးတော့မှဒူးမြင်ဒူးမြင်ပြီးတော့မှအရှင်လို့ခေါ်တယ် lunch ခါချဝတ်တက်တဲ့သူချက်ပြုတ်ဝတ်တက်တဲ့သူဆိုရင်ဝိမဲ့ခါဆိုပြီးပြန်တိုင်းဖို့မလိုပါဘူးလားလိုပါတယ်ဆရာတို့ကချပြီးဝိမဲ့မြင်းကိုအဲ့ဒီမြင်းကနေမှပတ်တက်မှပြန်ဆွဲရမှာမဟုတ်ဘူးလားတလမချဝတ်တက်ရင်အဲ့ဒီမြင်းလေးကနေတလမလေးအပြိုင်လေးပဲဆွဲရုံပဲချမဲ့အတိုင်းတစ်ခုတိုးသလိုမျိုးအဲ့ဒီချဝိမဲ့ဝိမိခါပတ်လဲဆိုတဲ့အတိုင်းရောမတိုးရဘူးလားတိုးရပါမယ်ဒါဆိုရင်ပြန်ပြီးတော့မှဒီအဝနဲ့ပြန် adjust လုပ်မှာမဟုတ်ဘူးလားဟုတ်ပါ ဒါဆိုဒီအနီရောင်လေးကိုပြန်ကြည့်ပါဒီအနီရောင်လေးကချမ်းမြီအတိုင်းညို့ညိရမှာတော့မူလခါမင်းမှာထည့်ထားတဲ့ဒေါက်တန်ဘိုးကိုအောက်ကိုဘယ်လိုလုပ်ရမလဲဒေါက်မန်ဆွဲချမယ်ဒါသပဲတို့ခါမှာဒေါက်ကဥမာတလက်မထည့်ရင်လေအောက်ကိုတလက်မပေါ့ဟုတ်လားစင်တီမီတာနဲ့3စင်တီမီတာဆိုလဲ3စင်တီမီတာပေါ့စန်တာဘတ်လို့ခေါ်တဲ့နောက်ရဲ့အလဲကောင်သူနဲ့နီးတဲ့ဟာအတွင်းဒေါက်ဟုတ်လားဒီဘက်က side sink လို့ခေါ်တဲ့ side back side ဆိုတာ base back ဆိုတာနောက်နောက်ရဲ့ base ဟုတ်လားဒီနောက်ရဲ့ဘေးနဲ့သွားတဲ့နီးတဲ့ကောင်ကဘေးတောက်စန်တာဘတ်လို့ခေါ်တဲ့တင်နှမွားချာအလဲကောင်နဲ့နီးတဲ့တောက်ကအတွင်းတောက်ဘေးနဲ့နီးတဲ့ကောင်ကဘေးတောက်ရမလားအခုဒီနားလဲသွားပြီဒါဆိုရင်ဆရာတို့ဒီအားလေးသဘောပေါက်သွားပါပြီအားလုံးပဲမင်္ဂလာပါ professional fashion app pf school ကနေကြိုးစားပါရယ်ကျွန်တော်ကတော့ရန်ကုန်မှလေးပြင်ဦးမယ်မျိုးကြီးသုံးမျိုးပါတင်တန်းကြောင်းတည်ထောင်ထားတဲ့ဒီဇိုင်နာဆရာတို့ဖြစ်ပါရယ်ခင်ဗျာအခုအားလုံးရောက်ရှိနေရတော့ရန်ကုန်မြို့ရဲ့ကျွန်တော်တို့ ယာဇသူရာကျွန်တော်တို့ခုနစုဖရာဥက္ကလာဖရာရှိကတင်တန်းချောင်းအစ်ဖြစ်ပါတယ်ခင်ဗျာအရင်တင်တန်းချောင်းလေးကကျွန်တော်တို့သစ္စာလမ်းမကြီးပေါ်မှာပါအဲ့ချောင်းလေးကလည်းရှိပါတယ်အဲ့ချောင်းလေးကတော့ကျွန်တော်တို့ပွဲတက်တင်ချာมาဖြစ်ပါတယ်အခုဒီချောင်းလေးကတော့ visit သီးသန့်အတွက်တင်ချာပြီးมาဖြစ်ပါတယ်ဒီချောင်းရဲ့ color လေးကတော့ဟိုမှာတစ်ပင်ပန်းမှန်လေးနဲ့တဘာဝလေးပေါ့နော်အစိမ်းရောင်လေးနဲ့ဒီချောင်းလေးကတော့ကျွန်တော်တို့ setting လေး decoration လေးရတော့အစိမ်းအောင်လေးတွေနဲ့ကြည်ကြည်လင်လင်လလဆဆလေးလုပ်ပေးထားပါတယ်။ရန်ကုန်မြို့မှာပဲတင်တန်းတက်ချင်တဲ့သူတွေအများကြီးရှိတယ်။ဖုန်းတွေလည်းဆက်ပါတယ်။အဲ့တော့ကျွန်တော်တို့ရန်ကုန်တင်တန်းလေးကအခုစနေပါပြီ။ဆရာဝန်သားကတော့ဒီတစ်ပတ်မှစတာဆိုတော့၄ရက်လောက်ပဲရှိပါသေးတယ်။အဲ့တော့အခုဒီတင်တန်းလေးကိုတက်ချင်တယ်ဆိုရင်၅လပိုင်းတင်တန်းဆောင်မှာဖြစ်ပါတယ်ခင်ဗျာ။ ကဲအဲ့တော့ရန်ကုန်မြို့မှာပဲတက်ချင်နေတယ်ဆိုတဲ့ကလေးတွေ visit တင်တန်းလေးစပါပြီအခုတင်တန်းကျောင်းရဲ့လိပ်စာလေးကတော့အရင်ကျောင်းရဲ့နောက်ကလေးရဲ့လမ်းဖြစ်ပါတယ်ကျွန်တော်တို့ရာဇတူရလမ်းမှာနေဝင်ရမှာဖြစ်ပါတယ်ကျွန်တော်တို့အခွနဆူဖရာဥက္ကလာဖရာ မျက်နှာချင်းဆိုင်မှာ one stop map ရှိတယ်ကားမှတ်တိုင်ရှေ့တက်တယ်ပါပဲအဲ့ဒီကားမှတ်တိုင်ကဆင်းလိုက်တာ ਨੇ အဲ့ဒီလမ်းပါပဲခင်ဗျာသွားလာအရန်လွယ်ကူပါတယ်အဲ့တော့ဒီကျောင်းလေးမှာအခု visit သင်တန်းလေးမှာနှစ်မျိုးတက်လို့ရပါတယ်အဲ့ဒီသင်တန်းလေးကတော့ကျွန်တော်တို့က BMD လို့ခေါ်တဲ့ visit မြန်မာ dress ဆိုတဲ့သင်တန်းလေးရဲ့ PMD လို့ခေါ်တဲ့ professional မြန်မာ dress ဆိုတဲ့သင်တန်းလေးရဲ့နှစ်မျိုးရှိပါတယ် business မြန်မာ dress ဆိုတဲ့သင်တန်းလေးကတော့ကိုယ့်ထယ်လေးတွေကိုချုပ်ဝင်မဲ့အိမ်မှာမိန်းကလေးများတယ်မိသားစုမှာဆွေမျိုးတွေမှာမိန်းကလေးတွေများတယ်ကိုယ့်ရဲ့တငယ်ချင်းမိတ်ဆွေလောက်ပဲချုပ်ချင်နေဆိုရင်တော့ business မြန်မာ dress ဆိုတဲ့ BMD ဆိုတဲ့အတန်းလေးကိုတက်တင်ပါတယ် ဲ့ဒီတင်တန်းလေးကတော့ကျွန်တော်တို့ကတင်တန်းကာလကအကြဆုံး3လထိကြပါမယ်အစောဆုံးကတော့2လခွဲနဲ့ပြီးပါမယ်အဲ့ဒါကတင်တန်းသားကိုယ်တိုင်ချုပ်လုပ်ပြီးစီးတဲ့အထိပါတင်ကြားမှုတစ်ခုလည်းမဟုတ်ပါဘူးတင်တန်းသားတွေရဲ့အထည်ထွက်တဲ့အထိပါအဲ့ဒီတင်တန်းလေးကတော့တင်တန်းကြီးလေးကိုကျွန်တော်တို့က15ဒိန်းကျပ်ထဲနဲ့တက်ရောက်ခွင့်ရမှာဖြစ်ပါတယ်ပြီးတော့ကျွန်တော်တို့ professional မြန်မာ dress PMD ဆိုတဲ့အတန်းလေးကတော့တင်တန်းကာလ3လခွဲကနေ6လထိကြာမြင့်ပါမယ်။တင်ကြားမှုတတ်တတ်ပဲမဟုတ်ပါဘူး။တင်တန်းသားတွေအထည်ထွက်ပြီးတော့ချုပ်လုပ်ပြီးတဲ့အထိဖြစ်ပါတယ်။ Professional Myanmar Dress ဆိုတဲ့တင်တန်းလေးကတော့ဘာဖို့ကောင်းသွားတာလဲဆိုလို့ရှိရင်ကျွန်တော်တို့ကအခြေခံမြန်မာဝတ်စုံသားမကပဲနဲ့အဆင့်မြင့်တဲ့မြန်မာဝတ်စုံတွေပါပါတယ်။အဲ့ဒီအတန်းမှာဆိုရင်ကျွန်တော်တို့က ုံကွက်ထဲတာလေးတွေအစား노브라လေးတွေအစားကျွန်တော်တို့သင်ပေးမှာဖြစ်ပါတယ်။ off shoulder လေးတွေ one shoulder လေးတွေ collar design မျိုးစုံလေးတွေစမ်းသစ်တဲ့ပုံစံလေးပြီးတော့ဇာဖြတ်ဆက်တွေအစားပါဝင်တာဖြစ်ပါတယ်။ PMD ဆိုတဲ့အတန်းလေးမှာကျွန်တော်တို့ရင်ဆိုင်ကဆယ်ဆိုင်ကထုံကြီးတွေ update အနေနဲ့ကျွန်တော်တို့ကဘာသင်ပေးထားတာလဲဆိုတော့ မြန်မာဝစ်စုံ ready to wear ready made မြန်မာဝစ်စုံထုတ်လုပ်ခြင်းတဲ့သူတွေချုပ်လုပ်ခြင်းတဲ့သူတွေအတော့ပါရည်ရွယ်ပြီးတော့ကျွန်တော်တို့က ready to wear မြန်မာဝစ်စုံ site ချက်နဲ့တကွာတင် जा ပေးဦးမှာဖြစ်ပါရယ်ခင်ဗျာအဲ့တော့အဲ့ဒီအတန်းလေးမှာတော့ကျွန်တော်တို့က ready made မြန်မာဝစ်စုံတင်တန်းလေးပါပါဝင်သွားမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ပို့ပြီးတော့တန်ပါတယ်ပို့ပြီးတော့ကောင်းပါတယ်ပြီးတော့အုံကွက်ထည့်နည်းတွေပါဝင်သွားမယ်ပြီးတော့အခြေခံရင်ခံဒီဇိုင်းမျိုးမျိုးလေးတွေလည်းပါဝင်သွားမယ်ဒါအပြင်ကျွန်တော်တို့ကပန်းချဲသည့်တင်တန်းကိုလည်းအခု ်အပ်တဲ့သူတွေကပထမဆုံးအပ်တဲ့၅ဦးကိုတော့ကျွန်တော်တို့ကလက်ဆောင်အနေနဲ့အခမဲ့ကျွန်တော်တို့၁၀ရက်တင်တန်းပေါ့နော်ပန်းချေတီကတော့ရက်တူဖြစ်တယ်၁၀ရက်ဆိုရင်တတ်တယ်နှစ်ပတ်ကအကြဆုံးပဲဖြစ်တယ်အဲ့ဒီတင်တန်းလေးပါလက်ဆောင်ရရှိတော့မှာဖြစ်ပါတယ်ခင်ဗျာ professional မြန်မာ dress တင်တန်းလေးကိုတက်မယ်ဆိုရင်တော့ကျွန်တော်တို့ကအခြေခံသာမကဘဲနဲ့အဆင့်မြင့်တဲ့ design မျိုးစုံမြန်မာဝတ်စုံတွေပါပါဝင်သွားမှာဖြစ်တယ်အဲ့ဒီတင်တန်းလေးကတော့အခြေခံလုံးဝမရှိတဲ့သူတွေကတော့ basic မြန်မာ dress ဆိုတဲ့ BMD တန်းလေးကိုလည်းတက်ရောက်လို့ရပါတယ်တကယ်လို့ကိုကအခြေခံလဲရှိမိသားဖြစ်တယ် ready made မြန်မာဝတ်စုံတွေလည်းထုတ်ချင်တယ် အပြင်အစင်းမြင့်တဲ့မြန်မာဝတ်စုံဒီဇိုင်းလေးလည်းတင်နေတယ်ဆိုရင်တော့ PMD Professional မြန်မာ Dress ဆိုတဲ့အတန်းလေးကိုတော့ရွေးချယ်ပြီးတော့တက်တင်ပါတယ်ခင်ဗျာတကယ်လို့အခြေခံရှိပြီးသားတင်တန်းနဲ့တက်ဖူးတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့မှာအစင်းမြင့်တင်တန်းလေးတွေကိုလည်း၅လပိုင်းမှာစတင်မှာဖြစ်ပါတယ်အဲ့ဒါကတော့မြန်မာပွဲတက်ဝတ်စုံတင်တန်းလေးစမှာဖြစ်ပါတယ်အဲ့တင်တန်းလေးကတော့တင်ကြားမှုကတော့တစ်လကြာမြင့်မှာဖြစ်ပါတယ်တင်တန်းသားတွေညှက်မယ်ချုပ်မယ်အထည်ထွက်တဲ့ဒီလေးကျင်မယ်ဆိုရင်တော့နောက်ထပ်တစ်လကြာမြင်ပါမယ်နှစ်လကြာမြင်ပါမယ်တကယ်လို့ကိုက6လပိုင်းမှာတက်မယ်ဆိုရင်တော့သလိုသမီးထိုင်မသိအစွန်ချွေးဝတ်စုံပဝ ာဒီဇိုင်းအမျိုးမျိုးရင်္ကာကော့ဆက်ဒရက်ဖင်ဆိုတဲ့သင်ကန်းစာလေးတွေကို6လပိုင်းတည့်ရက်နေ့စမှာဖြစ်ပါတယ်။အဲ့ဒီသင်တန်းလေးကလည်းသင်ကြားမှုတစ်လကြာမြင့်ပါမယ်။အဲပတ်တန်ဆွဲတာညက်တာချုပ်တာအားလုံးပါဝင်မှာဖြစ်ပါတယ်။တကယ်လို့ကိုကချုပ်လုပ်လေ့ကျင့်မယ်ဆိုရင်တော့9လပိုင်းတစ်လလုံးနဲ့ကိုကချုပ်လုပ်လေ့ကျင့်မှုတော့အချိန်ရပါမယ်။အဲ့တော့ကျွန်တော်တို့အခြေခံရှိမိသားစုတွေတက်မယ်ဆိုရင်9လပိုင်းမှာမြန်မာပွဲတက်ဝစ်စုံဒီဇိုင်းမျိုးမျိုးပါဝင်ပါမယ်။တကယ်လို့ကိုက 6လပိုင်းမှာတက်မယ်ဆိုရင်တော့ကျွန်တော်တို့သရိုးသမီးထိုင်မသိဝစ်စုံမင်္ဂလာဝစ်စုံစွန်ကျွေးလက်မှတ်ထိုးဘဝဒီဇိုင်းအမျိုးမျိုးသင်တန်းလေးကို6လပိုင်းမှာစမှာဖြစ်ပါတယ်အဲ့တော့နှစ်တန်းပေါင်းတက်ရင်တော့ပိုတန်ပါတယ်ပိုတက်ကြပါတယ်အဲ့တော့အသေးစိတ်နဲ့ပါဝင်မဲ့ဒီဇိုင်းတွေကိုလည်း page KCB မှာဆက်ပြီးတော့မှာမင်းများစုံစမ်းလို့ရပါတယ်ကျွန်တော်လည်းနောက်တစ်ဗီဒီယိုနဲ့ရှင်းပြပေးပါမယ်ရန်ကုန်မြို့မှာပဲတင်ဆက်နေတဲ့သူတွေအတွက်တရင်ကောင်းပါပေးပါတယ်9လပိုင်း visit ဒုံဖုံရင်ပွဲတက် 6လပိုင်းသရိုးသမီးထိုင်မသိအဲစွန်ကျွေးလက်မှတ်ထိုးဖို့အတွက်တိုင်းမျိုးစုံသင်တန်း9လပိုင်းမှာတော့ sequence နဲ့ illustration ရက်တို့သင်တန်းရှိပါရခင်ဗျာအသေးစိတ်ကို3998 9 6 0339392 3996995939 963939ဖုန်းနဲ့အခု page ကစီမီတွေမှာ နာမည်လေးစာဖုန်းနံပါတ်ပေးပြီးတော့စုံစမ်းလို့ရပါတယ်အားလုံးကိုမိမိရဲ့အတက်ပညာနဲ့အတမူဝမ်းကြောင်းပြုစေချင်ပါတယ်မိမိရဲ့အတက်ပညာနဲ့မိဘကိုလှုပ်ကြွပြုနိုင်တယ်မိဘကျေးဇူးဆက်နိုင်တယ်ကားကောင်းယန္တနာတမီကောင်းယန္တနာဖြစ်စေချင်ပါတယ်ခင်ဗျာအားလုံးကိုသင်တန်းမှာပြန်လည်ပြီးတော့ဆုံတွေ့ပါမယ်ခင်ဗျာ